ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ Animation Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။စိတ်ဝင်စားစရာကောင်းတဲ့ကင်မရာဇလန်းတွေကိုရွှေ့ချေတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ Channel ကနေဒီကနေ့မှာတော့စာရေးသူမင်းဟင်ကန်ဥတာတီပါရှိသားထားတဲ့မန်ဒန်ဒူးမောင်နဲ့ခေါင်ရမ်းဖြူလူသက်သမားဆိုတဲ့အပိုင်းရွှေ့ချေတင်ဆက်ပေးမှာပါ။ဇလန်းမစားတင်ခင်မှာကျမတို့ရဲ့ Channel ကို Like and Subscribe လုပ်ပြီးဘေးနားအနူတီပဲလေးနဲ့ပြီးအားပေးသွားပါအောင်ရှင်။ကျေးဇူးများတင်ပါရယ်။ဒါဆိုဇလန်းလေးစတင်တင်ဆက်ပေးလိုက်ပါရမရှင်။ ဒူမောင်ကဥဝွန်နဲ့ဥတန်ခဲတို့ကိုးဌာနတန်သေးတာစီရင်ခဲ့ကြပုံကိုသိရပြီးဒါမဖြစ်ပဲတန်တွင်းတချောင်ဖြစ်ခဲ့ရပုံကိုမေးမြန်းနေတယ်ဥတန်ကလေးတန်တရင်လေးကို လုံမထည့်ပြီးအရေချိုဖို့ဖားဖို့ထူရင်ထူမောင်ကိုအကျိုးအကြောင်းပြောပြနေတယ်။လူရင်သာပြောကြပါစို့ထူမောင်ရ။မင်းဆရာကြီးဦးဝန်ကလူဆုံးกว่าအကိယံမှလည်းနှံ့ဆက်တော့ဟော်ရီစုထားတဲ့တန်မောင်တန်းစာရင်းကိုတွန်းအားဆွေရအဖို့တက်အမတက်ပြက်ပြဲတဲ့အထိအောင်မြင်ခဲ့တယ်กว่า။ 음အလွယ်ပြောရရင်တော့တန်သေးပြီပေါ့ကွာအေးအဲ့ဒီတန်သေးတက်သားကိုဓားပုံစံလောင်းနေနေရမှာအရေးကြီးတဲ့စေးနဲ့ခါတာရီအပြင်ကိုးဌာနာကျင့်စဉ်အောင်ပြည့်တဲ့သူတွေကအမိန့်ပြန်မှာစွမ်းနာကွာကိုးဌာနာကျင့်စဉ်အောင်နေသူမရှိလို့လားရှိတယ်ကွာရှိလို့ငါတို့ကြိုးစားတာပေါ့မဟာအတုလဖရာကြီးရဲ့ဘေးတော်ကြောင်ကလေးနဲ့သတင်းသုံးနေတဲ့ဖုန်ကြီးတစ်ပါးကကိုးဌာနာကျင့်စဉ်အောင်ထားတယ်လေဒါပေမဲ့ဘေးကိုကြွသွားတယ်မသိဘူးဆိုပြီးပျောက်သွားတော့ ဥဝန်အကြောင်းလည်းသိတဲ့အတိုင်းပဲလေကွာ။သူကလုတ်တလို့မဖြစ်ရင်ဖြစ်တလို့လုတ်ချင်တဲ့အချင်းရှိရဲကွာ။အဲ့ဒါတော့လက်တွေ့ပဲဥတန်ခဲ့ရင်ဗဇက်နဲ့ရိုးရတဲ့မန်တန်ကိုအသားမှစီးထိုးခြင်းလဲထိုးတာပဲ။ဒါပေမဲ့သူနီးသူဟန်နေတော့ဟုတ်နေတာပဲဗျ။အေးတနည်းမှာပေါ့ကွာ။ခိုင်းကအမြဲလိုက်တက်နေလို့နှစ်ယောက်သားလူခွဲပြီးခြေရာဖြောက်ခဲ့ကြတယ်။ငါကဘာလို့စားမလဲမီးတော့သူ့ဘရာစားတဲ့။ဒါနဲ့ငါပေးခြင်းတဲ့လက်ဆောင်လည်းမဖြစ်မြောက်တော့အသုံးဝင်အောင်ဆိုပြီးတန်တွင်းတစ်ချောင်းလုတ်ပေးလိုက်တယ်ဆိုပါတော့ကွာ။ အခုတော့ငါမိတ်ဆွေကြီးရက်ခအဖွဲမှာဘလောက်တောင်ဒုက္ခများနေမလဲမသိပါဘူးကွာဥတန်ကင်းရဲ့စကားကိုကြားရတဲ့အခါထူးမောင်လည်းစိတ်မကောင်းဖြစ်ပြီးဥဝံဘလို့နေမလဲဆိုတဲ့အတွေ့ဝင်လာခဲ့တယ်ကျေးစာဓာတမတအူအကြောင်းဥတန်ကေပြောပြလို့သာတန်သေးဓာကိုစောင့်နေရပြီမေဥဝန်ကိုပြေးကယ်ခြင်းလာတယ်ဓာကဘလောက်ကြာမှလဲဥတန်ကေနှစ်ရက်လောက်တော့ပေါ့ကွာနက်ခတ်ကောင်းတဲ့အခါလေးစောင့်ရင်းနဲ့ဆရာတော်ကြီးလည်းပြန်ကြွလာတယ်ကြားတော့အကျိုးအကြောင်းလေးတွားလျှောက်ရအောင်မေကွာ နင်းလေဥဝန်ကိုစိုးရင်ပြီးထင်ပါဒူမောင်ကဘာမှမပြောတော့ဘဲထိုင်ရမထပြီးခြံဝကိုတွင်းရွေလျှောက်သွားတော့တယ်ဥတန်ကလေးထူးမောင်ကျောပြင်ကိုမျက်နှာလွှင်ရင်မိဟူတာပြင်ပြင်ထူလိုက်တယ်။လုံနေရှိတန်တရင်အပိုင်းပြက်ကလေးတွေကအရေးပြောသွားကြလိမ့်ပြီ။ဥတန်ကဲမှာတန်ရီပူအပြည့်ရှိနေတဲ့လုံကလေးကိုတန်ညက်ကြီးတုံးပြီးဝါယူလိုက်တယ်။ အသင်းရှိနေတဲ့ဓာတ်ပုံစံအကျန်းခွက်ထဲကိုလောင်းချလိုက်ရာတန်ရီပူတွေလည်းပုံစံခွက်အတိုင်းစီစဉ်သွားပြီးအဆိုင်ခဲများဖြစ်ကာဓာတ်တရံပေါ်လာခဲ့တယ်။တန်တရင်ဖြစ်ခဲ့စဉ်စေလောင်ပြီးဂါရာရွတ်ပြီးဖြစ်လို့အခုအခါအဲ့ဒီကိစ္စတွေပြုလုပ်ဖို့မလိုတော့ဒါပေမဲ့ဓာတ်ပုံစံအချော့ဖြစ်သွားအောင်စီမံပြီးကိုးဌာနကျင့်စဉ်အောက်ထားသူကအမိန့်ပြန်ပေးဖို့လိုအပ်နေသေးတယ်။ ်တန်အိုအေးခံဖို့တင်ထားပြီးရဲ့နောက်တနေ့မှာထူးမောင်နဲ့ဦးတန်ကဲတို့ထုံးဖို့တပတ်ရှင်မဟာအတုလဘုရားကြီးဘက်ကိုထွက်လာခဲ့ကြတယ်အဲ့ဒီဘုရားကြီးအနီမှာတော်ကြောင်ကလေးနဲ့တရင်တုံးနဲ့ဆရာတော်တစ်ပါးကလော်ကီကျင့်စဉ်တွေကိုလေ့လာလိုက်စားတဲ့အပြင်ကိုးဌာနကျင့်စဉ်အောင်ထားတယ်ဆိုတဲ့အတွက်သွားရောက်ပင်ဆောင်ကြတာဖြစ်တယ်ထူးမောင်ကမြင်းကြီးမိုးမောင်ကိုစီးပြီးဦးတန်ကဲကဘေးကရှောက်လာနေတယ်ဖုန်ကြီးပင်ရမှာဖြစ်လို့ဦးတန်ကဲရဲ့ဓာကြီးကိုလည်းထားခဲ့လိုက်တယ် ဖျားကြီးအနီးရှိတောကြောင်ကလေးကို ရောက်တဲ့အခါဦးတန်ကဲတည်တဲ့ဆရာတော်ကြီးမဟုတ်ဘဲအခြားဆရာတော်တစ်ပါးကြီးဖြစ်နေတာကိုတွေ့ရတယ်။နှုတ်ဦးသားဆရာတော်ကြီးကိုဦးချကြောကြပြီးဦးတန်ကဲကအရှင်ဖျားရခင်ဆရာတော်ကြီးဘယ်အရက်မှတရင်သုံးမှတလဲဖျားဆရာတော်ကြီးပြန်လုံတော်မူသွားပါပြီ။ကိစ္စရှိလို့လားတကားကြီး။တပည့်တော်လိုလောကီအစီရင်ကိစ္စတစ်ခုအတွက်အကူအညီလေးလိုအပ်လို့ပါဖျား။တန်တီဒါကိစ္စထင်ပါရဲ့။တင်မဖျား။ တခုခုများတိထားလို့လားဖေ။တကားကြီးကပပင်းဆရာများလား။နာမည်ကဥတန်ကဲဆိုတာ။နောက်ပြီးဟိုဘက်ကတကားလေးထူးမောင်။မှန်မှဖေ။တပည့်တော်ပပင်းဆရာဥတန်ကဲပါ။ဟော်ရီယာထူးမောင်ဆိုတာလဲဟုတ်ပါတယ်ဖေ။အင်းဆရာတော်ကြီးပြန်လို့တော့မမှုခင်မှာအမစကားရှိခဲ့တဲ့အတိုင်းပပင်းဆရာကြီးနဲ့လူငယ်လေးတယောက်လာရင်ပေးလိုက်ပါဆိုတဲ့ပစ္စည်းကလေးတခုရှိတယ်ကွ။ဘုံကြီးနောက်လိုက်ခဲ့ပါ။ ဒူးမောင်နဲ့ဥတန်ခဲတော့လေအခုကိစ္စကိုတန်တီသားနဲ့တနည်းတပုံဆက်နွယ်နေမလားလို့တွေးပြီးဆရာတော်ကြီးစွန့်ထားခဲ့တဲ့ပစ္စည်းကိုလိုက်ယူခဲ့ကြတယ်။ဖရာကြီးနောက်ကြောဘက်ကိုထွက်ခဲ့ကြတဲ့အခါဟောင်းနွမ်းလာပြီဖြစ်တဲ့အကြောင်းနေရာတစ်ခုကိုတွေ့ရတယ်။အဲ့ဒီအတွင်မှာလေဖရာကျောင်းဆောင်တစ်ခုကလွဲပြီးဘာမှမရှိအောင်ဟင်းလင်းပြင်းကြီးဖြစ်နေတယ်။ရှိကဆရာတော်ကြီးမှဖះเจ้าဆောင်စီတဲ့တဲ့လျှောက်သွားပြီးစင်းနုတော်ပလင်အောက်ကိုရှာဖွေလိုက်တယ်။ ခဏကြာဆရာတော်ကြီးရဲ့လက်ထဲမှာပတိလုံကန့်ရှိတဲ့ တလုံးကလေးတစ်ခုပါလာခဲ့တယ်။တလုံးထားရစ်ခဲ့တဲ့မူလဆရာတော်ကြီးကတလုံးနဲ့ပတ်သက်ပြီးဘာမှမပြောခဲ့ကြောင်းကိုလည်းသိခဲ့ရတယ်။တန်တီသားနဲ့မဆိုင်လို့ထင်ရတော့လဲရည်ရွယ်ချက်တစ်ခုခုကြောင့်ထားခဲ့ခြင်းဖြစ်ရမယ်လို့တွေးပြီးဥဝန်နဲ့ထူးမောင်လည်းတီချာသိမ့်ယူလာခဲ့တယ်။အပြန်လမ်းမှာထူးမောင်ကမြင်းပေါ်ကနေရင်ဘာကိုမှမပြောဘဲရှီတတဲ့ကိုသာကြည့်နေတယ်။ဥတန်ခဲမှလည်းပြောစရာစကားမရှိတော့လောက်အောင်ဖြစ်နေတယ်။ ိုးဌာနကျင့်စဉ်အောင်သူဆိုတာက အလွန်ရှားလာတယ်။အမှန်တကယ်ရှိလို့ရှားမယ်ဆိုရင်လေဥဝန်ကိုရှမ်းသူ့လက်ထဲမှာကြာကြာထားရလိမ့်မယ်။ဦးတန်ငယ်ကမိမိရဲ့မတိကြမရင်ရခြင်းကိုသာအပြစ်တင်နေမိပြီးမျက်နာမကောင်းတော့လေထူးမောင်ကတော့အေးဆေးတင်ငိမ့်စားပဲပြန်လာခဲ့လိုက်တော့တယ်။စိတ်ဆိုးနေသလားထူးမောင်။ဥဝန်ရဲ့မိတ်ဆွေရကျုံမိတ်ဆွေပါပဲဦးတန်ငယ်ရဲ့ခမားအများကြီးကောင်းခဲ့ပါတယ်။တခါတည်းရန်လွဲတာကိုစိတ်ခုဖို့အထိမလိုပါဘူးဗျာ။ကျုပ်စိတ်မဆိုးပါဘူး။ ထူးမောင်ကဦးတန်ခဲကိုမြင်းပေါ်ကတစ်ချက်ဆောင်းကြည့်လိုက်ပြီးခရဲ့ရဲ့ကလေးပြုံးပြလိုက်တယ်။ဦးတန်ခဲကမျက်နှာကိုအငုံထားပြီးညာကိစ္စတစ်ခု ပြန်တွင်းနေမိတယ်။ညာကထူးမောင်နားနေစဉ်ဘဘဲဘူကြီးအနီးကိုဦးတန်ခဲတဝူရဲရှောက်လာခဲ့တယ်။ပစ္စည်းကရိယာအတူအဆတွေကိုလည်းတင်းဆဲရင်းတန်တီရာပုံချံကိုစီစီဆက်ဆက်ကြည့်ရင်အကောင်းဆုံးဓာတ်တလက်အဖြစ်စိတ်ကူးဖြင့်ပုံဖော်ကြည့်နေခဲ့တယ်။အဲ့ဒီချိန်ခြံဝန်းကျင်မှာခြေတံကြားလို့ တန်တီသားပုံချမ်းကိုတိချထုတ်ပိုးသိမ်းဆက်လိုက်တယ်။ခြံရှင်းကိုလူတယောက်လာရက်တယ်။ဥတန်ကလည်းသတိထားပြီးစောင့်ကြည့်နေတယ်။အဲ့ဒီသူကခြံနှင်းမဝင်ပဲတစုံတစ်ခုကိုခြံစည်းရို့ကြော်ပြီးပြစ်သွင်းလိုက်တယ်။ပြီးတော့ပြန်ထွက်သွားတဲ့အတွက်ဥတန်ကလည်းပြစ်သွင်းလိုက်တဲ့အရာကိုကောက်ယူကြည့်လိုက်တယ်။စာလိုက်တစ်ခုဖြစ်နေတယ်။ရေးထားတာကဂလုံးအဖွဲသာတန်ကဲမင်းလက်ထဲမှာငါတို့လိုအပ်တာရှိရဲ့။ငါတို့လက်ထဲမှာမင်းလိုအပ်တာရှိရဲ့။အသက်ချင်းလဲမယ်ဆိုရင်မင်းတို့ခိုင်းရနှုတ်ထွက်ခွင့်ပြုမယ်။ ပြင်ဆရှူပညကတညလုံးတွေ့ဝင်နေပြီးဥတန်ကဲအိမ်မယာဂျူးမောင်ရဲ့အသက်မှာမိမိအသက်ထက်ပိုအရေးကြီးတာမှန်တော်လဲမိတ်ဆွေဖြစ်သူဥဝန်ကိုလွတ်မြောက်စေလိုတယ်ပြင်ဆယူပခိုင်းကလည်းဂျူးမောင်ကဲတို့ပြဘတ်ပန်ရှင်မရှိတဲ့အခါမှာမန်တန်ပညာတွေကိုရဲရဲတင့်တင့်အသုံးပြုရမှာဖြစ်တယ်ဂျူးမောင်ရဲ့အသက်ကိုသာရခဲ့ရင်ဥတန်ကဲတို့လည်းအေးအေးချမ်းချမ်းနေနိုင်ကြပြီဖြစ်တယ်ဥဝန်ကိုဂျူးမောင်ကဲတင်မယ်ဆိုတာကလည်းလွယ်ကူတည်ချတဲ့ကိစ္စလို့လည်းမထင်လို့ ဦးတန်ငယ်တရားအဆုံးဖြတ်ရခန့်နေတယ်။ညကလေးကသူ့ရဲ့ဓာတ်ကိုထုတ်ယူလာပြီး ထူးမောင်အိမ်နေစဉ်ခုတ်ဖို့ရွယ်မိသေးတယ်။ဒါပေမဲ့တန်ဒီသားအတွက်အမိန့်ပြန်ဖို့ဟာရှိနေသေးတယ်။ဒါရရင်ထူးမောင်ဖို့ဥဝန်ကိုကဲတင်နိုင်ဖို့အခွင့်အရေးများတဲ့အတွက်ပြင်ဆယူပါခိုင်းရဲ့ကမ်းလှမ်းချက်ကိုလက်မခံဘဲထားလိုက်တယ်။အခုအခါအမိန့်ပြန်နိုင်သူမရှိတော့လို့ကိုးဌာနတန်ဒီသားလည်းဖြစ်လာမှာမဟုတ်တော့ထူးမောင်နေနဲ့ဥဝန်ကိုကဲတင်ဖို့ဖြစ်နိုင်ခြင်းနည်းလွန်းလာတဲ့အတွက် ်ဥတန်ငယ်ပေါ်အတွေးတွေဝင်လာတယ်။ထူးမောင်ကိုလှုပ်ကြံလိုက်ရင်ဥဝန်ကမိမိကိုမိတ်ဆွေဖြစ်တတ်မှတ်ချင်မှတတ်မှတ်လိမ့်မယ်။ဒါဝိမဲမိတ်ဆွေတအုပ်အတွက်သူလှုပ်ပေးနိုင်တာကတခုသာရှိပါတော့တယ်။လမ်းခီးတနေရောင်ရောက်တဲ့အခါဇရက်တစ်ခုမှဝင်ရောက်နားခိုးလိုက်တယ်။ဥတန်ငယ်ကဇရက်တိုင်တောင်ရှိရေအိုးကလေးကိုဖွင့်ပြီးတမုတ်ခတ်လိုက်တယ်။ပြီးတော့ထူးမောင်လှမ်းပြီးလို့ထူးမောင်လည်းမိမိကိုဥတန်ငယ်ကလူကြီးပီပီစိတ်မဆိုးအောင်ဖန်တီးနေရလို့တွေးပြီးရေတစ်ခွက်တောက်လိုက်တယ် ဒူးမောင်ကချစ်သူမင်းကလေးမပန်းဖြူပြီးတဲ့ခြုံတဲ့အနက်ကြီးကိုသူ့ရဲ့ပခုံးတဝိုင်းနဲ့လေမင်းမှာအမြဲတိုင်းချုံရစ်ပတ်ထားတယ်။အုံမုတ်တဲကရှီဆက်တချို့ခြုံတဲ့ပေါ်ကျတဲ့အခါဒူးမောင်လည်းလက်နဲ့ခါကျတယ်။မူတန်ကရဒူးမောင်ကိုချစ်ပြီးပူအိုက်လာတယ်ဆိုတာနဲ့ဒူးမောင်လည်းသူ့အကြောင်းကိုတစုံတစားပြန်ပြောနေခဲ့တယ်။ပြောနေရင်နေပူပူမှာခီးသွားခဲ့ရလို့ပင်ပန်းတယ်လို့မျက်လုံးကြီးကရှီဝင်ဝင်ဖြစ်လာတယ်။ ်ဦးတန်ခဲကိုကျင်ရင်အမြင်အာရုံတွေကလည်းမှုံဝါလာလို့မျက်လုံးခဏခဏမှိတ်တယ်။ခေါင်းထဲမှာလည်းမူးသလိုဝေးသလိုဖြစ်လာပြီးတစ်ချက်ရင်သွားတယ်။အဲဒီချိန်ရုတ်တရက်ထူးမောင်တဲ့ဦးတန်ခဲတို့ရှင်ကိုတမြောင်တစ်ချောင်းတောက်ခနဲပြေးဆိုင်တယ်။ဦးတန်ခဲကဒူးပေါ်တင်ထားတဲ့လက်ကိုစက်ခနဲရှုံလိုက်တော့လေထူးမောင်ကဓာလာရလမ်းကြောင်းတက်တဲ့ကိုလှမ်းကြည့်လိုက်တယ်။ဝေဝေဝါဝအမြင်အာယုံမှာဆယ်ဦးထံမင်းလူတစုလာနေတာကိုတွေ့လိုက်ရတယ်။မျက်လုံးထဲမှာအမောင်တိကျသွားတယ် တောင်းပန်ပါတယ်ထူးမောင်ရာငါမိတ်ဆွေကြီးအတွက်မင်းရဲ့အတန်နဲ့လဲကြရတာကိုဘလို့နီးနေမှခွင့်မလွတ်ပါနဲ့ဘလို့တော့ဥတန်ကင်းရဲ့ဟမ်နာမည်ကတော့တန်ကင်းအသင်းကတော့ဖျောင်းဖြစ်နေပါလားညိတ်ကြီးကလေးများတော်လဲလို့မင်းတို့ဘာကိစ္စလဲဥုံဖယ်မှာလဲကျုပ်တို့ကိစ္စကိုထားပါခမည်းရှိမှစိုက်ထားတဲ့ဓာတ်နဲ့ခမည်းကိစ္စကိုအရင်ရှင်းလိုက်ပါဦးမလို့ပါဘူးငကားဖွင့်ရဲ့အစိတ်ပြင်းအောင်မင်းတို့ကြားဘူးမြင်ဘူးမှာပါ ီမှာသိပြီကွာလူသေးကိုဓာတ်နဲ့ထိုးတာဘာအတိပဲမှမရှိဘူးတေးကြပါစေလို့ခိုင်းချုပ်ကမှားလိုက်ပါတယ်ဒီတော့ခမရအနေနဲ့သူ့ခေါင်းကိုယူပြီးရက်ခခိုင်းမှာဥဝွန်သွားခေါ်ပါဒီလိုမှမဟုတ်ရင်ခမရခေါင်းကိုယူခဲ့ဖို့လဲအမိတ်ထုတ်ထားပါတယ်ဥဒံငယ်ကတာမန်ခိုင်းသားကလေးတွေကိုဂယုမဆိုင်လို့တော့လဲမိမိလူကသူ့တို့လက်ထဲရောက်နေလို့မထူးတော့ဘူးလို့တပ်ပြင်းလဲဆိုင်ရင်လဲကြနေတဲ့ဒူးမောင်ရဲ့ခေါင်းကိုဖျက်ဖို့သာဆုံးဖြတ်လိုက်တော့တယ် ကျမ်းမာဆိုင်နေတဲ့ဓာတ်ကိုဆွဲနှုတ်ပြီးထူးမောင်မခုတ်ခင်တစ်ချက်စကြည့်ပြီးလက်ကိုခါလိုက်တဲ့အခါဓာတ်တစ်ချောင်းလုံးမှာရေလိုင်းခတ်တယ်လို့ပျော့ဘက်ကိုကောက်သွားတယ်။မိတ်ဆွေအတွက်အသက်ရင်းနှီးထားတဲ့သူရဲ့ကောင်းဒီလိုအပေါ့စားဓာတ်ကလေးနဲ့ဖြတ်ဖို့မတန်ဘူး။အာသိတ်ကိုကြီးကျယ်ပါလားဟင့်။မပူနဲ့ဗျာ။ဟောဒီမှာခမည်းတော်။ခိုင်းသားတွေကဟွက်ယူလာတဲ့ဓာတ်ကြီးကိုထုတ်ပြင်းလို့မိမိအိမ်ကို ခိုင်းသားတွေရောက်နေခဲ့ကြပြီလို့ဥဒံကလေးရှိမိတော့တယ်။ တန်တီဓာပုံချမ်းကလည်းသူတို့ယူထားမှသိကြတယ်။ညသဘောတူညီချက်တိုင်းဆိုရင်အဲ့ဒီကိစ္စတွေမပါတဲ့အတွက်ဥတန်ကလည်းစိတ်ပြတ်သွားတယ်။သူပြုတ်လုံနေတဲ့အရာတွေကမိတ်ဆွေကြီးဥဝံတွန်းလိုလားစိတ်ထဲမှာထားပြီးအမားမန်ကိုဥပိ္ပခါပြုတ်ထားမိတယ်။အခုအခါမှာလည်းနောက်ဆုံးရမလွဲကိုတာကြောင့်သူကိုယ်တိုင်ထူးမောင်ခေါင်းကိုယူပြီးရက်ခခိုင်းကိုတွားမယ်လို့ဆုံးဖြတ်လိုက်တယ်။လက်တစ်ဖက်ထဲနဲ့ဓာကြီးကိုလေထဲမှာဆွဲမြောက်လိုက်တယ်။ပြီးတော့လဲကျနေတဲ့ထူးမောင်ကိုတစ်ချက်ကျင့်လိုက်တယ်။ ပြီးတဲ့အခါမျက်လုံးကိုစုံမိန်ဘေးကိုမျက်နှာလွှဲရင်ထူးမောင်ရဲ့လက်ရင်းတက်တဲ့ကိုပိုင်းချလိုက်တော့တယ်။ဒုံကနေမြည်တဲ့ခုတ်ချက်ကြောင့်ဇရက်မှာဝါလီကြောင်ကျိုးထွက်သွားပြီးဒါကြီးလည်းဇရက်ကျမ်းပြင်မှာစိုက်ဝင်နေတယ်။ဥဒံကေကမျက်နှာလွှဲထားတော့လေမိမိလက်နဲ့ဓားချောင်းကိုတည်သူဖြစ်လို့အံအားသင့်စွာမျက်လုံးဖွင့်ကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာမျက်နှာနဲ့အလွန်နီးကပ်နေပြီဖြစ်တဲ့လက်သေးရှည်တွေကိုတွေးလိုက်ရလို့အလင်းမြန်ရှောင်လိုက်တော့လေညာဘက်ပါမှာကုတ်ရတစ်ချက်ကြောင့်တွင်းများထွက်လာတယ်။ ဥတန်ခဲ့ကဲ့သို့လင်မြန်လွန်းသူတော်ထိအောင်တိုက်ခိုက်နိုင်တဲ့အတွက်ဂိုင်းသားတွေလည်းလန့်နေကြတယ်တဆက်ထဲမှာပဲဥတန်ခဲ့ရဲ့လက်ပင်ကိုအဖြူရောင်ဆက်ကြိုးနှမ်းခဲ့သို့အရာတစ်ခုကရစ်ပတ်လာတဲ့အတွက်ဥတန်ခဲ့လည်းဇရက်တိုင်ကိုကန်ပြီးနောက်ကိုခုန်ထွက်လာခဲ့တယ်လက်ဝဲခိုင်ထူးမောင်ရဲ့မြင်းကြီးမိုးမောင်ကနှာမုံလိုက်ခွာရှက်လိုက်နဲ့ခနာမငိမ့်ဖြစ်နေတယ်ဥဝကိုတိုက်ခိုက်သူမှာတကိုယ်လုံးမှာအနက်ရောင်ကိုဆင်ထားပြီးမျက်နာမှာလည်းမျက်လုံးကိုသာဖော်ထားတယ် ထူးမောင်ကိုဥတန်ခဲထားချက်နဲ့ကောင်းမပြင်းအောင်လဲသူကိုယ်တိုင်တစ်ဖက်ကိုဆွဲလိုက်တာဖြစ်တယ်။အဲဒီနောက်ဥတန်ခဲကိုဆက်မတိုက်ခိုက်ပဲလဲကြနေတဲ့ထူးမောင်ကိုထူပြီးပါဇက်သေးကိုစီးတလုံးထည့်ပြလိုက်တယ်။အဲဒီအချိန်ခိုင်းသားရီနောက်မှလူတယောက်ထွက်လာခဲ့တယ်။ပြင်ဆယူပခိုင်းရဲ့ကိစ္စကိုလက်ဝဲခိုင်းကဝင်ပြီးတော့နှောက်ရတာဟာစီးဖောက်တာပဲ။ဒီလိုပြောလိုက်သူကိုဥတန်ခဲကလှည့်ကြည့်တဲ့အခါပြင်ဆယူပခိုင်းကြီးရဲ့အရေးပါတဲ့ပုံကိုတအုပ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်။ ခဏအတွင်းမှာပဲခိုင်းသားရင်းစီကိုခံဝေးဝေးကလူတယောက်ရှောင်လာနေတယ်။အဲ့ဒီလူကအမျိုးသမီးကြီးတအုပ်ဖြစ်ပြီးပြင်ဆယူပါခိုင်းကဖြစ်နေဟန်မတူပဲခိုင်းသားတွေကိုကြည့်ရင်ယောက်ျားတယောက်တို့လက်ဝဲခိုင်းကိုတစ္ဆာဖောက်တဲ့အပြင်မင်းတို့ပြင်ဆယူပါခိုင်းသားတွေနဲ့မဲတော်လေးပါခိုင်းသားတွေကိုတိတ်တဆိတ်လှုပ်ကြံတက်ဖြတ်နေတဲ့ခောင်ရမ်းဖြူလူတသမားဆိုတာသူပဲပေါ့ခိုင်းကြီးတုံးခိုင်းကအမဲရှင်ပြိုင်နေကြဆိုပေမဲ့ခိုင်းတုံးကိုအန်တုလိုက် အားလုံးရဲ့ရန်သူပဲထူးမောင်ကင်လိုက်တဲ့သူဟာခောင်ရမ်းပြူလူသက်သမားလို့နာမည်ကျော်နေသူဖြစ်တယ်။ဥဒံကလည်းဘာဆက်လုပ်ရမလဲမသိတော့ခောင်ရမ်းပြူလူသက်သမားကိုတိုက်ခိုက်ရမလားဂိုင်းသားတွေကိုတိုက်ခိုက်ရမလားဝေခွဲရခံနေတယ်။အဲ့ဒီအချိန်ခောင်ရမ်းပြူလူသက်သမားကဥဒံကရှိမှာပဲစတင်လှူရှားလာပြီးဂိုင်းသားတွေကိုတိုက်ခိုက်သွားတယ်ကိုဟန်လှူရှားပုံနဲ့လက်သွားချီသွားကိုကြည့်ပြီးမိန်းကလေးတအုပ်ဖြစ်တယ်ဆိုတာဥတန်ကဲတတိထားမိပါရဲ့ မိစာခိုင်းသားတအုပ်ကိုလှုပ်ကြံပြီးတိုင်းခောင်ရမ်းပန်းအဖြူရောင်တပွင့်ချန်ရစ်ခဲ့တာကြောင့်ခောင်ရမ်းဖြူလူသက်သမားလို့နာမည်ရခဲ့သူဖြစ်တယ်။မိန်းကလေးတအုပ်ဖြစ်ပါလျက်လူသက်သမားအမည်ခံရတာကနာမည်ဆိုးလာတယ်လို့ဥတံကဲတွင်းနေစဉ်ခောင်ရမ်းဖြူကခိုင်းသားတအုပ်ရဲ့လက်မျိုးကိုလက်သေးနဲ့ထိုးဖောက်တက်ဖြတ်လိုက်တဲ့မြင်ကွင်းကြောင့်အတွင်းရလိုက်ရတယ်။လူ၁၀ဦးကျော်ကြားထဲမှာ တွယ်လျပြပြတဲ့ခန္ဓာကိုယ်နဲ့တိုက်ခိုက်မှုတွေကိုတင်းရှောင်ရင်းစိုးရင်ခြင်းမရှိတဲ့တတ္တိကို တွေ့မြင်ရပါတယ်။ ဒါ့ဝိမဲ့ဇရက်ပေါ်ကဒူးမောင်ကိုစိုးရင်နဲ့မျက်လုံးတွေနဲ့ရှမ်ပန်ရန်ခါလှဲ့ကြည့်တတ်သေးတယ်။အဲ့ဒီအချိန်ကိုအခွင့်ကောင်းယူပြီးဒူးမောင်နဲ့တစားကန်လုံလိုက်ရင်ရတော့လဲဦးတန်ကဲမှာတိုက်ပွဲကိုကြည့်ကောင်းနေတယ်။ယောက်ျားအရင်မကြီးတွေရဲ့ပညာကလက်ဝဲခိုင်းကမင်္ဂလီတူးတော်တော်မရှင်းနိုင်တာကိုတွေ့ရတယ်။ဂိုင်းသားတွေတလွားလွားနဲ့မြေပေါ်ကျလာတာကိုကြည့်ရင်ဦးတန်ကဲအားရနေတယ်။ဒါ့ဝိမဲ့အားလုံးထဲမှာပို့ပြီးအစွမ်းထက်တဲ့ဂိုင်းရဲ့လက်ထောက်ခေါင်းဆောင်တူးနောက်ကျောကနေပြီး ဲ့ဒီမိန်းကလေးကိုတွန်းထုတ်လိုက်တယ်။ဦးတန်ကဲဘိုးတိုက်ပွဲမှာကြီးလို့မကောင်းတော့။ယောက်ျားတို့ဦးကနောက်ကျောမှာမတိုက်ခိုက်သင်ဆိုရဲဦးတန်ကဲရဲ့အယူအဆကိုသူကိုယ်တိုင်တွေးလိုက်မိတယ်။ပြီးတော့ထူးမောင်ကိုလမ်းကြည့်ပြီးခဏဆက်တွေးနေမိတယ်။မိမိနဲ့အသက်အတန်ကွာတဲ့လူငယ်ကလေးတဦးကိုပြုခဲ့မိတဲ့ကိစ္စတွေအတွက်အရှက်ရမိတယ်လို့ဖြစ်လာခဲ့တယ်။မိတ်ဆွေအတန်းလို့ဆိုတော့ထူးမောင်ကမိမိရဲ့မိတ်ဆွေမဟုတ်ဘူးလားလို့လဲမင်းစရာဖြစ်လာခဲ့တယ်။တစ်ချိန်တစ်ခါမြန်ဆောင်ဘူးစင်ကပင် မိမိကိုလုံခြံသူရင်အန်ဒီရကလွန်မြောက်အောင်တတိပေးခဲ့မှုဓာတ်တွေကိုတွင်းရင်အမြင်များပြောင်းလဲလာခဲ့တယ်။ဒီအချိန်အများနဲ့တယောက်တိုက်ခိုက်နေရတဲ့လက်ဝဲကိုင်းကခေါင်ရမ်းပြူဆိုတဲ့မိန်းကလေးအတော်ကလေးပြင်ပန်းနေတာကိုတွေ့ရတယ်။သစ္စာဖောက်မှန်ရင်အသက်ရှင်ခွင့်မရှိဘူးဟဲ့။ဟိုကောင်လေးတည်ပြီးဆိုတော့ဥုံတက်ဖို့တရင်ပုတ်လိုက်တော့ဒီမှာကြံနဲ့တန်ခဲကိုပါတက်ကွာ။ကြားနေရတဲ့အတန်တွေကဥတန်ခဲကိုဆုံးဖြတ်ချက်တခုမှ ကြားနေရတဲ့အတန်တွေကဥတန်ငယ်ကိုဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်စေခဲ့တယ်။ဂတိမတီတဲ့မိစာခိုင်းသားတွေကိုတိုက်ခိုက်ဖို့သာရွေးချယ်လိုက်တော့တယ်။ဥတန်ငယ်မှာဓာတ်ကိုမြှောက်ထိုင်ရင်တလန်းချင်းမှတစ်ချက်ချင်းနင်းပြီးဝင်ရောက်တိုက်ခိုက်တော့တယ်။ဥတန်ငယ်ဝင်လာတဲ့အခါရှက်ပြီးစောင့်ကြည့်နေကြတယ်။ပညာအစင်မြင့်သူများအမိတ်ပေးနေတဲ့သူတွေလည်းဝင်ရောက်လာပြီးတိုက်ပွဲပြင်းထန်လာတယ်။ခိုင်းကိုပြန်ပြီးထူးမှောက်သိဆုံးမိဖြစ်ကြောင်းနဲ့ဥဝန်ကိုအသက်ရှင်လျက်ဆက်မထားဖို့တရင်ပို့မဲ့သူတွေကလည်းတိုက်ပွဲမှာထွက်ခွာသွားကြပြီ။ ကျင်းစာယူပါခိုင်ကဥတန်ခဲနဲ့ထူးမောင်တို့ရဲ့စိတ်ဓာတ်တွေကိုသိထားလို့လာရောက်ခဲ့တဲ့ချိန်မှာလက်စာတုံးဖို့ဥဝန်ကငတ်စာဖြစ်ထားခြင်းဖြစ်တယ်။ခိုင်သားတွေက၁၀ကျော်သားရှိတော့လဲထက်ရောက်လာကြတဲ့လက်ထောက်ခိုင်ကောင်းဆောင်တွေအပြင်လက်ဝဲခိုင်သားအများစုကလည်းပါနေတဲ့အတွက်ဥတန်ခဲနဲ့ခောင်ရမ်းပြူလို့တပြေးပြေးအင်အားနည်းလာခဲ့တယ်။၂ယောက်သားကြောခိုင်ထားရင်ဝိုင်းထားတဲ့ရန်သူတို့ကိုတိုက်ခိုက်နေတယ်။ တဖက်ကပြင်ဆောက်ယူပါကိုင်းရဲ့အကြီးမူတယောက်နဲ့ဂိုင်းသား20ခန်းမှာဥဒံခဲနဲ့အပြင်းအထန်ရှင်ပြိုင်တိုက်ခိုက်နေခြင်းဖြစ်ပြီးတဖက်မှာလည်းလက်ဝဲဂိုင်းကောင်းဆောင်တယောက်နဲ့ဂိုင်းသား10ဦးကိုခေါင်ရမ်းဖြူကတိုက်ခိုက်နေတယ်။ပြင်ဆောက်ယူပါကိုင်းရဲ့အကြီးမူလို့ဆိုသူကဂိုင်းချုပ်ကြီးနဲ့အဆက်များစွာဝေးကွာလာတော့လေဥဒံခဲဖို့တတိထားအမယ်အနေထားရှိပါတယ်။ တူရဲ့ပညာစင်ကပြင်ဆယူပါခိုင်းရှိနဂါကလုံးကုံမှန်ရခခန္ဓာပါဆိုတဲ့အဖွဲ့၅ခုမှရှိနေတဲ့ဂိုင်းကောင်းဆောင်တို့ရဲ့ထံမှရှိနေရင်ဒါကြောင့်လေအဖွဲ့၅ခုတို့မှပညာရဲ့အသီးသီးကိုတက်သည့်နားလည်နေတယ်ဦးတန်ကေကကလုံးဖွဲ့သားဖြစ်တာကြောင့်လင်းမြန်ဖြစ်လက်မှုကိုခုံအားနဲ့ပေါင်းဆက်တိုက်ခိုက်တတ်တဲ့သဘောကိုလည်းသိနေတယ်။တာမန်အဖွဲ့ကလေးတွေကဦးတန်ကေရဲ့ဓာအောင်မှာအသက်ပျောက်သွားကြပြီမြေခေါင်းဆောင်ဖြစ်သူမှာနောက်ဆုံးထိတိုက်ခိုက်လို့မရ ဥတန်ကလေးဥဝင်တဲ့ဒူရှိစင်ကရက်ခခိုင်ရဲ့ပညာကိုယူထားလို့သာပညာနှစ်ခုရောပြီးတပတ်ခေါင်းဆောင်ကို ခုခံထားနိုင်တာဖြစ်တယ်ခောင်ရမ်းဖြူရဲ့လက်နက်ဖက်ကလည်းစုံစက်ကဝေများတောက်တိနဲ့အလင်းဆက်ကလေးများတလက်လက်ထွက်နေတယ်။ရှမ်ပန်ရန်ကသူမရဲ့လက်ထဲမှာဘယ်ကမှမသိတဲ့ဝချွန်ပိုင်းခက်ရှိရှိကလေးတစ်ခုလည်းတွေ့ရတယ်။သူမနဲ့တိုက်ခိုက်နေတဲ့လက်ဝဲခိုင်းသားအားလုံးလိုလိုရုပ်ပြက်စင်ပြက်တေဆုံးကုန်ကြတော့လေ။မိမကြီးတအူကြံ့နေသေးတယ်။ အဲ့ဒီမိမကြီးနဲ့ခေါင်ရမ်းဖြူလို့အပြင်းထန်တိုက်ခိုက်နေကြပြီးအတန်ကြာလို့အခွင့်ကောင်းရတဲ့အခါခေါင်ရမ်းဖြူကချက်ကောင်းကိုမိမိရရတိုက်ခိုက်လိုက်တော့လဲရှုပ်ချီးပြောင်းခွေသွားတယ်။ဒီလိုပဲဥတန်ကဲမှာတစ်ဖက်ခိုင်းကောင်းဆောင်အတွက်မျက်စိလည်အောင်ရခခိုင်းပညာနဲ့ကလုံခိုင်းပညာတို့ရောနှောတိုက်ခိုက်ရင်ရန်သူရဲ့အလင့်ငိုက်မှာဓာကြီးနဲ့ပိုင်းချလိုက်တော့တယ်။ဒါပေမဲ့ခိုင်းကောင်းဆောင်မှာလည်းလက်ဝဲခိုင်းကမိမကြီးကဲတို့ပြောက်ွယ်သွားတယ်။ ခေါင်ရမ်းဖြူနဲ့ဥတန်ကဲတို့တရားကိုတရားကြည့်လိုက်ပြီးရန်သူရဲ့အရေးချင်ကိုဆောင်ရင်ပတ်ဝန်းကျင်ကိုဟိုကြည့်ဒီကြည့်ကြီးစုရှာဖွေနေတယ်။အဲ့ဒီချိန်နောက်ွယ်မှာရန်သူနှစ်ယောက်တို့တိတ်တဆိတ်ထွက်ပေါ်လာပြီးလက်ဝါးနှစ်ဖက်ကိုလွှဲကာနှစ်ဦးစလုံးကိုရိုက်ချလိုက်တော့တယ်။ခေါင်ရမ်းဖြူနဲ့ဥတန်ကဲတို့မှရှောင်တိန်ချိန်မရလိုက်တော့လဲရိုက်ချက်များကိုကာကွယ်နိုင်ခဲ့တယ်။ဥတန်ကဲကရန်သူကိုဓာတ်နဲ့ကာလိုက်ပြီးခေါင်ရမ်းဖြူကသူ့လက်ထဲရှိဝတ်ချုံကလေးနဲ့ကာကွယ်လိုက်တယ်။ ဒါပေမဲ့ခေါင်ရမ်းဖြူနယ်ဥတံကဲတို့မှာအင်အားနည်းနေခြင်းနဲ့တပ်ဖက်ရန်သူတို့ရဲ့ပြင်းထန်တဲ့ရိုက်ချက်တို့ကြောင့်နောက်ကိုလဲကျသွားတယ်။ရှင်ဝါတက်တဲ့ကိုစောင့်တုံးသလိုရှိပြီးနှုတ်သားပါဇက်ထဲကသွေးများစီးကြလာတဲ့ရှန်သူနှုတ်တို့မှာကြည်နဲ့သောရီမောတန်တွေနဲ့ဥတံကဲတို့နှုတ်ကိုအသေးတက်ဖို့တရွေ့ရွေ့လာနေတယ်။နှစ်ဦးသားလဲကြနေရမှာအာယူပြီးထတော့လဲတကူလုံးရှိခွန်အားတွေမရှိတော့တဲ့အောင်ဖြစ်နေပြီးမထနိုင်တော့ ဥဒံငယ်မှာဓာကြီးကိုထောက်ပြီးအားပြုတယ်။ရန်သူနှုံးမှလည်းမိမိတို့ရဲ့တင်မင်းအဖြစ်နဲ့အသက်ကိုယူဖို့လာနေကြပြီ။ဒီအချိန်မှာခေါင်ရမ်းဖြူရဲ့ရဲဝင်တဲ့မျက်လုံးတွေကဝမ်းသာစရာတစုံတစ်ခုကိုတွေးလိုက်ရသလိုလက်ခဏင်းဖြစ်သွားတယ်။မိမိတို့အတက်မဲ့သူတွေကိုကြောက်လန့်တကြားကြည့်နေမယ့်အစားအချားအရာကိုသာကြည့်နေတဲ့အတွက်ရန်သူနှအုပ်လဲခေါင်ရမ်းဖြူကြည့်နေတဲ့နေရာကိုမတိမတာဖြစ်ပြီးငဲကြည့်လိုက်တဲ့အချိန်ပောက်ကွဲတန်20နဲ့အတူ ခောင်ရမ်းဖြူနယ်ဦးတန်ငယ်တို့ရဲ့ခန္ဓာကိုယ်နေရာအချို့မှာသွေးတို့ဆုံးထွန်းသွားတယ်။သူတို့နှစ်ဦးကိုထိခိုက်မိခြင်းမျိုးမဟုတ်ဘဲမိုးကြိုးပစ်တာထက်ပြင်းထန်တဲ့ဆွမ်းအားတစ်ခုကြောင့်အပိုင်ပိုင်အစာစာပောက်ကွဲထွက်သွားတယ်။ရန်သူနှစ်ဦးရဲ့သွေးများသာဖြစ်တယ်။နှစ်ဦးသားရဲ့အကြည့်များထူးမောင်တန်ရောက်ရှိသွားတယ်။ဇေယျပေါ်မှာတင်းမြင့်ခွေထိုင်ရင်ဒူးနှစ်ဖက်မှာလက်သီးတင်းတင်းထားပြီးမျက်လွာချထားတဲ့ထူးမောင်နဲ့ညင်းကြီးမိုးမောင်တို့ကိုလှမ်းမြင်လိုက်ရတယ်။ အဲ့ဒီခါမှာနှစ်ဦးသားတပ်ပြင်းချပြီးရှိသမျှအာမန်တို့နဲ့ထထိုင်လိုက်တယ်။ဒူးမောင်ကတရားထိုင်နေခြင်းမဟုတ်ဘဲမိမိရဲ့ပထဝီမန္တန်တွေကိုရွတ်ဖတ်ပြီးခန္ဓာကိုယ်အတွင်းရှိသွေးကြောများပေါက်ထွက်မသွားအောင်ထိန်းနေခြင်းဖြစ်တယ်။ခေါင်ရမ်းဖြူတိုက်ထားတဲ့ဆေးမှလည်းသွေးရင်းအစိတ်ကိုမပြတ်အောင်ထိန်းပြီးထားနိုင်တဲ့အတွက်တတိပြန်ရလာခြင်းဖြစ်တယ်။ဟေးကလီမညီကဒူးမောင်နဲ့အတိတွေလား။ဘာလို့သိကြရတာလဲ။ဒီကောင်လေးမှမန္တန်ပညာတွေပြင်တခြားစွမ်းရင်တိတ်ထီရှိနေတာကိုနားမလည်လို့ဟေ့ ဘလို့ပညာပဲဖြစ်ပါစေသူချစ်ခင်ရှင်နီးရဲ့သူအတွက်တော့အသက်ပေးနိုင်ခဲ့တာပဲလေသူ့အပေါ်ရက်ဆက်ခင်ရင်တောင်းမပေါ့ဒူးမောင်ကျမ်းမာရေးကောင်းတဲ့ခါငါကိုယ်တိုင်အကြောင်းစုံပြောပြလိုက်မယ်သူမကျေနပ်လို့ငါ့ကိုတတ်ချင်နေဆိုရင်လဲတတ်ပါစေတော့ကျမကိုသွားခွင့်ပြုပါဦးဥုံကိုတတ်ဖို့ဆိုတဲ့တည်င်းရက်ခခိုင်းတိမရအောင်လွတ်သွားတဲ့ခိုင်းသားတွေကိုလိုက်ရှင်ရအောင်မယ်ဒူးမောင်နဲ့ဘလို့ပတ်သက်တယ်မသိရပါဘူးမြေခယူးဆိုင်သွားပါခလီမ သူ့ကိုမှားကျင်တာရှိရင်လဲပြောခဲ့ပါသူ့အနေနဲ့အစိပ်ပြေတဲ့ဒီနေကောင်းဖို့အနည်းဆုံးတစ်ပတ်လောက်တော့နားတင်ပါတယ်သူအဆင်ပြေသွားတဲ့အခါတော့ဒါလေးပေးလိုက်ပါခေါင်ရမ်းဖြူတပွင့်ဘာအတွက်လဲကလေးမသူ့နောက်ကျောမှာနောက်တစ်ခါဓာတ်တန်ရမြင်ခဲ့ရင်ဓာတ်ပိုင်ရှင်ရဲ့ရှုပ်ပြက်ဆင်ပြက်အလောင်းကိုအလှဆင်နိုင်ဖို့ပါခောင်ရမ်းဖြူလူသက်သမားလူနာမည်ကြီးရဲ့မိန်းကလေးကထူးမှန်ကိုတစ်ချက်များဝေ့ကြည့်လိုက်ပြီးရဲ့နောက်ထုံးပုံမြစ်စိန်ရှိရာကိုဦးတည်သွားတယ်။ ဦးတန်ခင်မှလည်းခောင်ရမ်းတပွင့်နေတူသူ့ရဲ့သွေးစွန်နေတဲ့ဓာကြီးကိုလက်တဖက်စီကရင် ထူးမောင်ရှိရာဇယက်ကိုတရွေ့ရွေ့ပြန်ရောက်လာခဲ့တယ်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူမင်းဟင်ကန်ဥတ္တာဒီပါရေးသားထားတဲ့မန္တန်ထူးမောင်နဲ့ခောင်ရမ်းဖြူလူသက်သမားဆိုတဲ့အပိုင်းကိုရွှေ့ချယ်တင်ဆက်ပေးကြတာပါ။နောက်ထပ်လည်းအတွဲတစ်တီကိုဆက်လက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီးအားပေးကြပါအောင်ရှင်။နားဆင်ပေးကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။